ကစားပြီဆိုမှတော့နိုင်ကျင်တယ်နိုင်ကျင်ပြီဆိုမှညင်းပြီပဲမညင်းမဲနဲ့မနိုင်ဘူးလीเนาะအဲ့တော့အဲ့ကြိုင်လည်းကြည့်ရပါလိမ့်မယ်တွေ့ပါလိမ့်မယ်ကျွန်တော်တို့တော်တော်ချစ်ကြတာအကုန်လုံးကပြုတ်စေချင်ကြတာတယောက်မေးလဲဘသူ့ကိုပြုတ်စေချင်လဲဆိုကောင်းမြတ်ဆန်နောက်တယောက်မေးလဲဘသူပြုတ်စေချင်လဲဆိုကောင်းမြတ်ဆန်တော်တော်ချစ်ကြီးကြတကယ်ရန်ဖြစ်တာတကယ်ရန်ဖြစ်တာကျွန်တော်တို့ရိုက်ကူးနေရင်းနဲ့ကိုဒါဟိုဘယ်လိုခေါ်မလဲအချင်းချင်းကို ရန်နေဖြစ်ကြတယ်ရန်နေဖြစ်တယ်ဆိုတာကလေဟိုလိုဟိုဟို ဘယ်လိုခေါ်မလဲစိတ်ဆိုးကြတာပေါ့နော်တယောက်နဲ့တယောက်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီကီလာကပြိုင်ပွဲဝင်နေ24ယောက်မှာနိုင်ရမယ့်သူကအနိုင်ဝင်တာတယောက်ပဲထွက်မှာဆိုတော့အဲ့မှာတငယ်ချင်းမရှိဘူးမိသားစုမရှိဘူးမောင်နှမမရှိဘူးညီကိုမရှိဘူးဆိုတော့နိုင်ရဖို့အရေးပဲလေကီလာကဒါကျွန်တော်တို့ကိုတိုင်းဒါဟိုပါဝင် ရှင်ပြိုင်ခဲ့တယ်ဒါမြမရိုးရကစားပွဲတွေတော်တော်များများပါတယ်အဲဆိုတော့ အဲကျွန်တော်တို့ကိုယ်တိုင်ရိုက်ကူးပြီးတော့ပြိုင်ပွဲဝင်ခဲ့တယ်ဆိုပေမဲ့ပရိသတ်တယောက်အနေနဲ့ကိုကြည်ဖို့အတွက်ကိုဒါရင်ခုန်နေရတဲ့နေရာမှာပါပါတယ်အဲဒါနိုဝင်ဘာလ23ရက်နေ့မှာဒါ MRT 4မှာစပြီးတော့ပြသပြီပေါ့နော်ဆိုတော့ဘယ်နှပိုင်းတွေ့မလဲတော့ကျွန်တော်တို့မသိပါဘူးအဲပြိုင်မဲကိုယ်တိုင်ပြိုင်ခဲ့ရတဲ့အတွေ့အကြုံရပြောရမယ်ဆိုလို့ရှိရင်အရန်ကိုတော်တော်လေးပင်ပန်းခဲ့တယ်တော်တော်လေး hurry တက်ခဲ့ရတယ် hurry တက်တယ်ဆိုတာပင်ပန်းတာ ဒီဘယ်လိုခေါ်မလဲကာယကြောင့် hurry တက်တာတမျိုးပြီးရင်ဟိုယင်ခုံွားလို့ hurry တက်တာတမျိုးပေါ့နော်ဆိုတော့ယတမျိုးစုံကျွန်တော်တို့ကိုယ်တိုင်ရခဲ့တယ်အဲ့ဒါလေးကအဲဘယ်လိုပုံစံလေးဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲရိုးရိုးလေးတွေးကြည့်ရမယ်ဆိုရင်တော့ဒါမြမရိုးရာဟိုအားကစားလေးပေါ့နော်ဆိုတော့အဲရွှေစွန်ညိုတို့ဘာလို့ဥပမာပါမယ်တူတူပုံနှံတို့ဘာလို့ပါမယ်ဒါဘလိုမျိုးလေးတွေမှာရင်ခုံစိတ်လှရှားပွဲအောင်ကျွန်တော်တို့အာရှင်ပြိုင်ခဲ့ရတယ်အဲ လဲဆိုတာကိုတော့ဒါနိုဝင်ဘာ23ရက်ရင်တော့ကြည့်ရမှာပါဟုတ်တကယ်ရန်ဖြစ်တာတကယ်ရန်ဖြစ်တာကျွန်တော်တို့ရိုက်ကူးနေရင်းနဲ့ကိုဒါဟိုဘယ်လိုခေါ်မလဲအချင်းချင်းကိုရန်နေဖြစ်ကြရတယ်ရန်နေဖြစ်တယ်ဆိုတာကလေဟိုလိုဟိုဟိုဘယ်လိုခေါ်မလဲစိတ်ဆိုးကြတာပေါ့နော်တယောက်နဲ့တယောက်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီကီလာကပြိုင်ပွဲဝင်နေ24ယောက်မှာနိုင်ရမယ့်သူကအနိုင်ဝင်တာတယောက်ပဲထွက်မှာဆိုတော့အဲ့မှာတငယ်ချင်းမရှိဘူးမိသားစုမရှိဘူး မောင်နှမမရှိဘူးညီကိုမရှိဘူးဆိုတော့နိုင်ရဖို့အရေးပဲလေကျွန်တော်တို့ကစပြိုင်နေဟိုဟာဟိုအာငါတို့ကတော့သူတော်ကောင်းကြီးပါမင်းကိုရှုံးပေးပါမယ်ဆိုပြီးဝင်ပြိုင်ခဲ့တာမဟုတ်ဘူးနိုင်ရဖို့ပဲပြိုင်ခဲ့တာဖြစ်တဲ့အတွက်အနိုင်ကိုပဲဥတည်တယ်အဲ့တော့နိုင်ရဖို့အတွက်ကလူတွေကမတရားဘူးထင်တယ်ဆိုလို့ရှိရင် not fair on ရင်လဲអော်တာပဲအာသူတို့ညစ်ခံရတယ်ဆိုလို့ရှိရင်ညစ်တယ်လို့អော်ရင်អော်တာပဲဆိုတော့ဟိုမျိုးစုံနဲ့ပေါ့เนาะဆိုတော့အဲ့ဒီမှာဆော့ရင်းနဲ့ဟိုရန်နေထားဖြစ်တဲ့သူတွေရှိတယ်ကျွန်တော်ကိုယ်တိုင်အပါဝင်ပဲ ကျွန်တော်လောက်လေလူရင်နဲ့အဆင်ပြေအောင်နေတတ်တဲ့သူတော်မှမရဘူးဟာမင်းဒါမဟုတ်သေးဘူးဒါမဖြစ်သင့်ဘူးဟာတောင်းញမ်းတာကစားပြီဆိုမှတော့နိုင်ကျင်တယ်နိုင်ကျင်ပြီဆိုမှညင်းပြီပဲမညင်းမဲနဲ့မနိုင်ဘူးလေနော်အဲ့တော့အဲ့ကြရင်လည်းကြည့်ရပါလိမ့်မယ်တွေ့ပါလိမ့်မယ်ကျွန်တော်ကိုတော်တော်ချစ်ကြတာအကုန်လုံးကပြုတ်စေချင်ကြတာတယောက်မေးလဲဘသူ့ကိုပြုတ်စေချင်လဲဆိုကောင်းမျက်စံနောက်တယောက်မေးလဲဘသူ့ပြုတ်စေချင်လဲဆိုကောင်းမျက်စံတော်တော်ချစ်ကြီးကြတော်တော်လေးလိုမျိုးမှာ ကျွန်တော်မှသူတို့ရှင်လို့မရတဲ့ power တွေတခုရှိနေလေအဲ့ power ကိုရှင်ပြီးတော့အကုန်လုံးကဟိုဘယ်လိုခေါ်မလဲသူမပိုင်နိုင်နိုင်ကြီးများရယ်ဆိုပြီးဖြစ်သွားကြအဲ့ super power ကျွန်တော်မှရှိတယ် super power အကုန်ထုတ်သွင်းခဲ့တာအကုန်မသုံးသေးဘူးဒါတော့ပပလေးပဲပြထားခဲ့တာဘယ်သူနဲ့ပုံငင်းရလဲဘယ်နဲ့ပုံတော့ငင်းခဲ့ရကျွန်တော်နဲ့ထိတ်တိုက်တွေ့ရသူအကုန်လုံးငင်းခဲ့တာကြီးပဲပြောင်းမှရှော့မပေးခဲ့ရှော့မပေးခဲ့ဘူးအကုန်လုံးအဲ့လိုမျိုးကျွန်တော်ငငယ်လေးတည်းကငင်းတန်တယ်အဲ့ဒါကိုလေး အရန်ရုပ်ပေါက်မှာဆိုလို့ကိုကိုအမြဲတမ်းထိန်းထားရတာဒီ client အနေနဲ့ဆိုလို့ရှိရင်လည်းအငင်းတန်တာပဲอืมဆောကျွန်တော်တို့ကလေကိလာဆိုတာကျွန်တော်ပါဠိလိုတော့မတတ်ပါဘူးဒါပေမဲ့ကျွန်တော်တီးတလောက်မှတ်တလောက်ဆိုလို့ရှိရင်သူကကစားပွဲဆိုပြီးအဓိပ္ပာယ်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဟိုမြမကစားပွဲတွေကိုအခြေခံထားတာဖြစ်တဲ့အတွက်ပါဠိလိုလေးပါကျွန်တော်တို့ကဟိုထည့်ထားတာပေါ့ကစားပွဲကိုကိလာဆိုပြီးတော့ အဲထည့်ထားတာဆိုတော့အဓိကကတော့ဟိုကျွန်တော်မြမရိုးရကစားပွဲတွေပေါ့နော်ဒါပေမဲ့ဒီခေတ်ကလေးတွေဒီခေတ်ကလေးတွေဆိုတာဒီဒီဘက် generation ကလေးတွေပေါ့အခုမှဟိုဟို10နှစ်အောက်လေးဆိုလို့ရှိရင်ကျွန်တော်တို့ဒါဟိုဒီလူလက်ပိုင်းတွေလူကြီးအရင်းနဲ့ကကလေးတွေကိုဒါမြမရိုးရကစားတွေကစားနည်းတွေကိုကျွန်တော်တို့ဟိုပျော့ပြဖို့သူတို့မှတ်သားဖို့အတွက်ကျွန်တော်တို့ဖြစ်စေခြင်းနဲ့အဲ့အယူရချက်လေးလည်းပါတယ် ဆိုတော့ဟိုတချို့ဟာတွေဆိုလို့ရှိရင်ကျွန်တော်တို့တောင်မှမသိတဲ့ဒါမြမရွေးကကစားနည်းတွေဆိုအများကြီးရှိတယ်ပေါ့နော်ဒါဟိုကျွန်တော်တို့ဟိုပျောက်ွယ်သွားမှလည်းစိုးရိမ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင်တကယ်မြမရွေးရကစားပွဲတွေကိုပဲကစားထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမြမအငွေသက်လေးဖြစ်အောင်အာမိန်ကလေးတွေဆိုလို့ရှိရင်လည်းရင်မုန်းထမိန်လေးတွေအဲယောက်ျားလေးတွေဆိုလို့ရှိရင်လည်းရှယ်အင်းညီနဲ့ဒါပစိုးလေးတွေနဲ့ပေါ့နော်အာဆိုတော့ကစားနည်းကလည်းဒါကြမ်းတမ်းတဲ့ဟာတွေပါတဲ့ခါကျတော့อืม ျွန်တော်အောက်မှာဘောင်းမီတို့တော့ခံထားရတာပေါ့လေမဟုတ်လို့ရှိရင်အကုန်လုံးအဆက်တကွဲအကျိုးနဲ့